ရရဒီကတော့ဒီရွေးတဲ့ချန်ကြီးပိုင်းပြန်ပြီးတော့တွေ့ရတယ်ဗျာเนาะဆယ်တာဝါရလီဆိုတော့တင်းဆက်ဘန်တင်းတဲ့အတူပဲတစ်ဖက်မှာ AI Sport ရဲ့ K1 အားလုံးကြည့်ချင်နေရတဲ့ပွဲလေးရောလမ်းအောင်တော့မှာစတင်လာရပါပြီဒီဒီကောက်မှာတော့ ပြီး7ရက်ရဲ့เนาะကျွန်တော်တို့ဒါလူလို့ပြီးတွေ့ရမယ်ယူရီရဲ့ရီဆက်ရှင်နေသားလေးတော့ဖြစ်နေဗျာဆိုတော့တဖက်မှာတော့ Black အနေနဲ့ Lucky ရဲ့ Jungle ကိုတော့စပြီးတော့နှောက်နေဗျာอืม Lucky အနေနဲ့သူ UNS Jungle လာထွက်လာတဲ့အပေါ်မှာတော့သူ့ရဲ့ impact ဒီဘယ်လောက်ထိများအလုပ်ဖြစ်သွားမလဲဆိုတော့ကြည့်ရမယ်ဗျာတဖက်မှာပြန်ကြည့်ရင်လည်း AN Esports အနေနဲ့ Messi the Alice ကျွန်တော် offline ကိုသွားပြီးတော့တွေ့ရဟုတ်တယ် Alice ကနောက်ပိုင်းတော်လေးသုံးရတယ်မာလဲမာတယ်ဗောနော်မာနာသူ့အနေနဲ့ဒီ Black of တွေပါပြန်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်သူ့ဒီပါပြန်ဆုတ်တာနဲ့ဆိုတော့တော်လေးတော့ဘယ်တဲထဲမှာအောင်နောက်တဲ့ hero တကောင်လို့တော့ကျွန်တော် သုံးသပ်လို့တော့ရတယ်ဖလီကာလေးနဲ့တူပဲ ultimate peace stand နဲ့ quality လည်းနိုင်ငံလေးတော့ပြန်လဲစောင့်ကြည့်ရအောင်မယ်ဆိုတဲ့အနေထားမျိုးလို့ပြောမယ်ကြာလောလောဆယ်တော့ဒီအာလီဂိန်းတွေမှာတန်ပေါ့ရဲ့ကားလီနဲ့နော်တစ်ဖက်မှာ ahp lane face မှာ ck ရဲ့အားလုံးနဲ့ combination အရဂျန်ကလေးကိုဘယ်လောက်ထိ ဖျားပေးနိုင်မလဲဆိုတော့ကျွန်တော်ကြည့်ရမယ်ဗျ။ AI draft ကတော့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။သူတို့မှာ damage ကလည်းလုံလောက်မှုရှိတယ်။ပြီးဝိုင်းရွေရွေဒါရီဆန်ရှိချန်ကယ်လာနဲ့ပြန်ပြီးတော့တဲထားတဲ့ဒဲမှာမှာ leader အနေနဲ့ Sma ကို goal line သွားထားတာဗျ။လူမျိုးကျွန်တော်တို့ Sma goal line ဒီ mid game 2 late game battery မှာတော့တော်တော်လေးတော့ impact တော့ဖြစ်နိုင်မယ်ဆိုရင် early game မှာဘယ်လိုမျိုးဖြည့်ရှင်းမလဲဆိုတော့ကြည့်ရမယ်။ OBD early မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့သူ့ရဲ့ဒါ impact ပေါ့နော်။သူ့ရဲ့ impact ကတော့ပို့ပြီးတော့များနိုင်မယ်လို့ထင်တယ်ဗျ။ဟုတ်တယ်။နောက် AI e4 သင်းနေတဲ့ကဒီနေ့ကသူဒီ Sma goal line ကတော့ အားလင်းပတ်မှာတော့အနေငယ်အနေနဲ့များတော့ကျွန်တော်လောက်ကွက်ကတော့ရှိတယ်ဗျာဒီလိန်အပိုင်းချလေးမရောက်ခင် OPS ဂရန်ထိုင်းမရောက်ခင်မှာကောကောကြီးကျွန်တော်ပြန်ပြီးတော့ဖိထားနိုင်မယ်ဆိုလို့ကျွန်တော်ပို့ပြီးတော့မတော့ file လေးပဲလောလောဆယ်တော့10 7လက်ရှိချိန်မှာတော့เนาะကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့အာလီဂိမ်းမှာ OP တဲ့ lane feeding လုတ်ထားသေးတယ်လို့မင်းမလည်းသိတော့မတူသေးဘူးဆိုတော့ Hiroki ကတော့ထွက်မလာသေးဘူးဗျအဲ့တော့ mid low ဇေကတော့ rotation လေးကိုသွားပြီးကြည့်ရမယ်ဆိုတော့ black နေနဲ့အရင်ဆုံးထောင်းနေဗျတော့ကနေပြီး Yuri နေနဲ့ဝင်ပြီးတော့ဝင်လာခြင်းနဲ့ဆိုရင် CN ရဲ့ air strike damage တွေတော်တော်ကြီးစိန်သွားတာကိုတော့တွေးရမယ် လူမိုးကြုံပြန်ပြီးတော့တုံးတက်ရမယ်ဆိုရင်တော့ Asma Goalin ပေါ့နော် Asma Goalin ရှေ့ကဝီထဲမှာတော့တွေးခဲ့ရတယ်ဆိုပေမဲ့ Asma ကိုသူကအမာဆော့သွားတာဒီပွဲမှာတော့ Asma အနေနဲ့ damage တိုက်ပဲဖြစ်လာမလားဆိုတော့ကြည့်ရမယ် ုတ်တယ်အောက်မှာလည်း Polystar မောင်းတက်ရှော့ပေးထားသေးရဲ့ Leader အသာလေးပဲ OB ပြန်ပတ်နေနေပဲတတရတော့ Early Game မှာ Yuki ရရှိမှုနဲ့ဒီပဲ10 7ရောက်ရှောက်ဆိုလိုပဲเนาะကျွန်တော်တော်တော်လူလူကျွတ်ယူသွား Kali Sandstone ပြပြထားသေးတယ်တော့ Find the Flash ထိုက်ရိုက်ထားသေးရဲ့ဗျာတော့တော်တော်လေးကြောက် Mansy 3 man stand ပြပြပြထားသေးတယ်တော့ Fallen Damage ပါမလာရဲ့တော့ P7 ပြန်ချရပြ Sun Gun ပြပြသုံးထားသေးတယ်တော့ Mansy တောက်လျှောက်ပဲတယ်လီဖုန်းကတော့လိုအပ်နေပြမက်ဆီလောက်အော်ဒီတသုံးသားသေးနောက်မှာဇီးရန်ဒီတစ်ခေါက်မှလည်းမက်ဆီကိုအဆုံးသတ်ပေးနေတယ်ပဲယူရိုကီ၄ကောင်ထီကိုပါ AI Sport တင်ပြန်လည်ပြီးတော့ခွင့်ပြုထားပြီဗျဒီကြားထဲမှာမှာဂျန်ကလေးစုံတွေကိုပါထပ်ပြီးတော့ pressure ပေးခံရတော့မယ် lucky ယူရင်းနဲ့ဆွနေရဆိုတဲ့အချက်ဒီအချက်ဒီအားလေးတွေကိုပါတစ်ဖက်ကဂျန်ကလေးစုံတွေကို control လုပ်လို့တော်တော်လေးကိုတော့ကောင်းနေဗျဒါပေမဲ့ black ပြန်ထွက်လာတဲ့အတိုင်းအတာတစ်ခုမှတော့အမားယွင်းကတော့မခံတော့ဘူးတင်း7အနေနဲ့ပြန်လည်ပြီးတော့ fallback သွားပါပြီခုနကကျွန်တော် messy initiate ထားကောင်းနေဗျနောက်ကနေပြီး follow up လေးမရှိဘူးကတော်တော်ဆိုးသွားတယ်အဓိကလည်း CR ရန်ရဲ့အဲ့မှာခြာထားတဲ့ air strike zone တွေကတော်တော်လေးအလုတ်ဖြစ်သွားတာအဓိက Lunos က damage ဝင်ပြီးဖို့လုံနေ P7 ဒါပေမဲ့အဲ့ခါလီအားလို့ကြောင့်သူလည်းဘလို့မတိုးလို့မရဘူးဖြစ်နေပါတော့အနေငယ်လေး timing လေးတော့လူနေရလို့ပြောမယ်ဒီလို5 man ဘာညာပြင်ပြီးတော့ဖမ်းထားတဲ့နော်3 man ဘာညာ stand ထားတဲ့အနေထားဟာလာအဲ့လိုအနေထားမှာ follow damage ပါမစေတော်တော်လေးမိုက်သွားပါတယ် ဟုတ်တယ်အဲ့ moment လေးမှာဆိုဒါတကယ်တော့ PA7 ဝင်လာလေးရနည်းနည်းလေးခြေတလန်းနောက်ကျသွားတဲ့ပုံစံမျိုးမှာတော့ AI အနေနဲ့ကတော့အထီးကိုင်များသွားတယ်လို့တော့ပြောရမယ်။အားလုံး match မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်း OP ဒါသူရဲ့ signature hero တွေကတကောင်ဖြစ်တဲ့ Granger ရထားတဲ့အလျောက်တော့တစ်ဖက်က leader ကိုတော့ကောင်းကောင်းပြီးတော့ pressure တော့ပေးထားသေးတယ်။ range နဲ့ melee ဖြစ်နေတဲ့အလျောက်ကတော့ creep wave ရှင်းရတာလေးကအခက်ခဲတစ်ခုကိုတော့သွားပြီးတော့ရှိလိမ့်မယ်ဗျာ။ဒါပေမဲ့ objective 5 objective 5တည်လာတဲ့အချိန်ကြရဲ့ leader ဒီ OP ကိုဘယ်လောက်ထိကြည့်နိုင်မလဲ။ဒါလို့အချက်တွေကအများကြီးတော့စကားပြောသွားလိမ့်မယ်။ CM မှာလည်းကျွန်တော်တို့ glowing one ပြန်လည်ပြီးတော့ပါလာပြီဆိုတဲ့အခိုက်အတန့် ယူရီဒီဖမ်းမင်းကိုပဲပြန်လည်ပြီးတော့ focus ထားတာဒါတဲ့ objective ပေါ်ဖို့အတွက် second 20ဆိုတဲ့အချိန်တိုင်းတာအတွင်းမှာတော့နှစ်သိန်းလောက်ကောင်းကောင်းကြီးတော့ micro တွေလုံးလုံးနေရဗျာဒီကတော့ကျွန်တော်မြန်မာနည်းနည်းလေး river တစ်လျှောက်မှာ blend အနေနဲ့ control လုပ်ရတာခက်နေရဗျာ high mobility ဖြစ်နေခဲ့တဲ့ဒီ car လေးကိုကြော်ပြီးတော့ 老打雾是吧？第一道我们来了，你看没有？比如拿马嘞，老发烧吧，老打偏的，是不是？接着过啊，比我们熟悉了，因为伊是跑单着，尾巴伊也得上嘛，喏。然后另一个哩，马打雾我们没有，那么来，再转到那边来，得卡里斯坦走，发了 airstrike 比较艰难的 piece 呀，再接着来，那么来 air 的 free base 呢，那么来这边这边又艰难的来，马拉起，再来比要跳瓦给啊，比支援，然后那边比要跳瓦给，罗坦跑。 သွေးတော်လေးကိုင်းနေနေပဲဒီပထမတော့142ပြန်လှည့်ပြီးလဲလဲထားသေးတယ်ဗျာမက်စီဒီခေါင်းဝင်တာတော်တော်လေးတော့အဆင်ပြေသွားခဲ့တယ်လို့ပြောရမယ်လက်ကီးပါဒေါင်းနိုင်အနေဒါတစ်ခုမှာတော့ AI အနေနဲ့သူ့ရဲ့ advantage တွေအကုန်လုံးတော့လက်ဝဲတော့ရယူနေပြီဗျာအဲ့တော့ hey tell the objective yuri ရောက်တော့ယူသွားသေးတယ် OP decimator လေးနဲ့လမ်းပြီး cancel လိုက်တယ်ဆိုရင်မလို့ elite တောက်လျှောက်လိုက်ပြီးဖိထားတဲ့ဂျိုင်းမှာတော့ပြန်ပြီးတော့ forward ထားရပါသေးတယ်ဗျာ ိမ့်တော့မလွယ်ဘူးเนาะဒီ rise ဆိုလို့ရှိရင်တော့ပြောမှဆိုရင်10 7 early game ပါဆိုတော့မှန်တယ်ဗျဒါပေမဲ့ AI နေနဲ့အဲ့လို10 5လေးပါလေးပြန်ပြီးတော့စုဆိုင်နေတဲ့အချိန်ပါနိုင်ငယ်လေးပြန်စီပြီးွားရဆိုတော့နေသားမျိုးတော့တွေ့ရတယ်တော်တော်လေးပါလေးပြန်ပြီးတော့ယူသားနိုင်တဲ့အတွက်ကြောင့်ဒါဘောတော့အရင်ကြီးတော့မကွာသေးဘူးเนาะကျွန်တော်ဒီကြားထဲမှာ balance ဖြစ်ဖို့အတွက်တော်လေးတော့နီးကြတယ်ဒါပေမဲ့10 7အနေနဲ့သူတို့ရဲ့ဒီ early game impact ကိုတော့နည်းနည်းမှတော့အလျှော့မပေးသေးဘူးဗျ Ranger အနေနဲ့လုံးဝမတိရသေးဘူးဆိုတော့ minute ပိုင်းခြားတွေကလည်းလာပြီးတော့ရှိနေသေးရဲ့ဆိုတော့ အပြောမှဆိုလို့ရှိရင်တင်း7အနေနဲ့လည်းအမားတော့လုံးလို့မရအောင်ဟုတ်တယ်အမားလေးနဲ့လုံးလိုက်မယ်ပြီးတော့သူတို့ AP B PA 7ကိုတောက်လျှောက်ကို instant ဖြတ်နေတာကိုတွေးခဲ့ရတယ်မဟုတ် PA 7အနေနဲ့သူ family လေးလည်းရှာရတာကိုအခက်ခဲတော့သွားပြီးတော့ရှိနေတယ်အာလီ damage မထွက်တဲ့ PA 7အနေနဲ့ကတော့လိုမို early game timing နေမှာတော့ better combination နေမှာတော့အခက်ခဲရှိနိုင်မယ်ဆိုပေမဲ့လို့အကယ်၍ကျွန်တော်တို့ main game တွေ late game impact လေးမှာသွားပြီးတော့ကြည့်မယ်ဆိုရင်တော့ PA 7 damage တည်တည်တစ်ဖက်ကနေပြီးတော့ lucky တို့တန်ပေါက်တို့ CK တို့တိတ်တောင်းလို့ဟုတ်အတွက်ကတော့လောက်တယ်လို့တော့မြင်တယ်อืม အဓိကတော့တင်း7အနေနဲ့ကတို့ဒီတင်း5ဆူဆိုင်တဲ့အချိန်ပါနောက်ပိုင်းဒီမက်ဆီရဲ့အော်ကျွန်တော်တို့ဒီစတန်ဒါတွေပြီးတော့ဒီဘလက်ပြဲတော်တော်နဲ့ချက်တွေကိုအနိုင်ငယ်လေးပြန်တော့သတိတော့ထားရမှာဗျာအခါမတင်လို့ရှိရင်လူနိုစီရဲ့ damage ကလည်းများတော့များတော့ပေါ့နော်အဲ့တော့ဒီမလက်တောက်ရှော့ပဲဒီတစီပီရာတဲ့ခါလီဆန်စတုံးပြင်ပြသုံးသားတဲ့နောက်မှာလေတစီကိုတော့ပြန်လဲရှောင်ရှားနေနေပဲဟီရိုကီမပီးရဖို့အတွက်ကိုတော့ပို့ပြီးတော့ကြိုးစားသေးရဗျာအပေါ်မှာလည်းကော်နာဆလော့ဒီပါပေးပြီးတော့เนาะ CK creative ကိုတော့အမြန်ဆုံးရှင်းနေရပြီးတော့ရှိတယ်ပြောမှဆိုလို့ရှိရင်တော့တင်း7ကလည်းသူတို့သွားပြီးတော့ position ကျုံလာတွေသိပြီးတော့မလုံတော့ဘူးပြန်နော်ဟုတ်တယ်အဲ့ AI အနေနဲ့ကလည်းတစ်ဖက်ကနေပြီးတော့ကျွန်တော်တင်းဆက်ပဲ map control လောက်ထားတဲ့ဒဏ်လေးကိုတော့သူတို့အနေနဲ့ပပလေးကြီးတော့ပြန်လဲပြီးတော့ဖြေလျှော့လာပြီအဲ့တော့ Apollo ကိုတော့ပြန်ပြီးတော့မျက်စိတော့ကြာနေရဲ့ဗျ CK အနေနဲ့ခုန Fire Slash မရှိတဲ့အချက်ကိုတော့ Yuri Messi ကောင်းကောင်းယူတော့ထိတယ်ဒါပေမဲ့ target objective ရှိရဆိုတဲ့အတွက်ကြောင့်ရဲရင်တော့သွားပြီးတော့ reverse ပြီးဗျ Black အနေနဲ့ကတော့အောက်မှာတော့အင်ပြန်ထားတဲ့အနေထားဆိုတော့ဒီ target objective မှာတော့ D7 တော်တော်လေးကိုတော့ကျွန်တော်အပဟမ်းရထားတဲ့ပုံစံမျိုးလေးကိုတော့တွေ့ရပါတယ် ရန်ကြီးတော့မလွယ်ဘူးဗျာเนาะဒီမှာတော့10 7ကလည်းတို့နည်းလေးပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ Grand Yao ဘာလို့ပြန်တိုးလာတဲ့အချိန်ကြလို့ရှိရင် AI ဘက်ကလည်းနိုင်ငံပြန်ဆုတ်သွားတဲ့ဘိုင်းလေးတော့တွေ့ရတယ်လောလောဆယ်တော့ Messi เนาะရန်ရသလိုမျိုးခေါင်းတော့တိုးပြီးကိုစူးတာဒီခေါင်းက CK နောက်လျှောက်ပဲရည်စချင်းကိုဖိအားတော့ပြီးသားတဲ့တော့မှာတတိယတော့ဘလို့မှကတ်လို့မရဘူးဆိုတော့10 7ပဲရတယ်ဗျာ ဒီကတော့ black နေနဲ့လုံမိုးချုံမလိန်မှာတွေးရှော့ခံလိုက်ရတဲ့အချက်ပေါ့နော်ဒီအချက်ကတော့တင်းဆက်ဘန်းတော့တော်တော်လေးအဆင်ပြေသွားတယ်ဆိုတော့တန်ပေါ့တော်တော်လေးကျွန်နေပြီတပတ်ကတည်းကမိုက်ဒီဆွေးပေးလိုက်ဆိုတော့ messy ကိုပဲရင်သွေးပြေးအိနာတယ်တန်ပေါ့ထပ်ပြီးတော့ aim target ထားလိုက်ကြပါ black ပြန်ပြီးတော့ knock out ပေးထားသေးတယ် p7 အရင်ဆုံးတန်ပေါ့ကတော့ take down လုပ်ထားသေးရဲ့ဗျာနောက်ဆုံး light side ပြန်ပြီး forward ထားရဲ့ကြပါ lucky အရင်ဆုံး light ကောင်းချင်တယ်ဆိုရင်မလို့ p7 ရောင်းတော့ရုံထွက်သွားပါသေးရဲ့အဓိကတော့၄ယောက်၅ယောက်ဖြစ်နေရပြဿနာပဲဗျာနော်ကျွန်တော် online မှာ lane လေးပါလေးသွားပြီးတွန်းနေခဲ့တဲ့ data တခုပါဗတဲ့ဆန်ရတာရင်းပြီးတော့ AI နဲ့အစီအမသွားပြီးတော့မရှိခဲ့ ဘူးဗျကွန်မိုဘိုင်းတွေကတော့တောက်လျှောက်ဆိုလိုပဲ final slap တွေเนาะကျွန်တော်တစ်ဖက်မှာလည်းတော်တော်လေး chop တွေပြန်လည်ပြီးတော့အသုံးပြုပိုင်းချလေးရှိခဲ့ဒါပေမဲ့ leader မှာပါတဲ့အချိန်တွေ၄ရောက်၅ရောက်ဆိုတော့ဗရဲတာဖို့ကတော့ ဘလို့မတော့တော့အဆင်မပြေဘူးလို့ပဲပြောမှာဗျာအဲ့တော့လီဒါရဲ့ low quad တွေကိုကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမှာပေါ့နော်လီဒါမက်ဆီကွန်မိုင်းဖြစ်တဲ့အချိန်နောက်ကနေပဲ PA7 Yuri ရဲ့ damage data အသက်ဝင်နေခဲ့မယ်ဆိုရင်တော့ AI ရဲ့အတွက်ကတော့တော်တော်ကြီးတော့အဆင်တော့ပြေလိမ့်မယ်ဒါပေမဲ့ဒီအချိန်မှာတော့ front liner 3ယောက်ဖြစ်တဲ့ကျွန်တော်တန်ပေါင်းပြီးတော့ lucky CK တို့ကျော်လွားဖို့အတွက်ကနည်းလေးစူးစမ်းနေရတယ်ဒီချိန်မှာမှ comfort ဖြစ်နေတာ OP ဗျာ OP ကဘယ်တဲ့ combination လာပြီးဒီ front liner 3ယောက်ရဲ့နောက်မှာကောင်းကောင်းကြီး long range damage တွေကျွန်တော် CN နဲ့တွဲပေးနေရဆိုတဲ့အချက်က AI အတွက်ဘယ်တဲ့ setup တွေရတာနည်းနည်းလေးတော့ခက်ခဲဖြစ်နေတဲ့ပုံစံမျိုးပေါ့နော် ကဲဆိုတော့ဒီမှာလည်းတောက်လျှောက်ပဲဗန်ဂျန်ဒက်ရှ်ကြီးပြန်ပြီးပြီးသားသေးတယ်နောက်မှလည်းမက်ဆီအလီတာအောင်းတော့စပြီးတူရိုင်းအေးအဲလစ်ရောအက်စမာရောတော်လေးတော့ဒီ front line power point တွေမှာတောင်းနေခိုင်ပါရေးယူလို့ပြောလို့ရတယ်ဗျာပွဲရင်ကြာလာလေးလေးအနေငယ်လေးပို့ပြီးတော့မာလာနိုင်နဲ့เนาะကျွန်တော်မက်ဆီရောစောင်းတော့ကြည့်ရအောင်မေလောရောတိတ်တော့မလူတော့ဘူးဗျပေါ်ဘူးတော့တော့ဒီ second 30လောက်ပဲလူတော့တယ်အေးမတိုင်ခင်မှာတော့ဟောကျော်တာဝါလေးပါလေးများလိုက်ချိုးရိုင်ပိုင်းများတွေ့ရမလားဒါမှမဟုတ်ရှင်လေရရရတဲ့ကောင်ဖြတ်တဲ့အခန်းကဏ္ဍကြီးများတွေ့ရမလားဒီပွဲက ပြောမစလို့ရှိရင်တော့ဒီချိန်ထိအရင်ကြီးတော့နှစ်သိန်းကျောင်းမကွာသေးဘူးဗျဟုတ်တယ်အဲ့ဒါတော့ကျွန်တော်အမှန်ပဲဗျတစ်ဖက်ကနေ PA7 ကျောင်းနည်းနည်းလေးကတော့ကျွန်ရင်းပုံစံမျိုးလေးပေါ့နော်ဒါပေမဲ့တစ်ဖက်မှာလည်း AI အနေနဲ့ကတော့ bucket တွေအသင့်ရန်ထားတဲ့ပုံစံမျိုးလေးမှာ5 man sticky လောက်ကိုသွားပြီးတော့ဖြစ်နေပြီမင်းမှာတော့ဘတ်တယ်လေးများကျောင်းအလှုပ်ခက်လေးများဖြစ်လာမလားဆိုတော့ကြည့်ရမယ်ဗျ lucky အရင်ဆုံးတော့ခေါင်းထိုးထားတယ်တစ်ဖက်ကနေ Messi ရောရှိတယ်ဗျ Messi အနေနဲ့သူရဲ့ bluff for P1 ကတော့ Sterling ပေးဖို့အတွက်ကတော့တစ်ချက်တော့အခြေအနေတော့ check နေတယ် leader star for ကျွန်တော်ပြတဲ့ပတ်ပေါက်ကိုပေးထားသေးရဲ့ဆိုရင်ဘာမှတော့တိတ်တော့ထူကြတာမရှိသေးဘူးသူတို့တစ်ဖက်ကနေကျွန်လာတဲ့အမောင်းနှစ်သိန်းလုံး 少年，阿的。李达阿勒编么 solution 哦，李波阿在卡姆阿提达哆里嘛呢，余英阿个勒在卡老多 jar 啊，下面闹掰阿了，克罗伊文、罗西阿伯都滴了牛耳，编米了巴拉么 solution 哦，那英阿李罗，小阿也编李罗西，阿诺阿迪个帕雷斯罗 different you you 皮什么？一百天没得刚刚早跟伢么皮样的，发烧都来发烧，李广爷滴这种的吃水都你那编米了几年阿是半下子是的，阿的帕嘛勒的老早有电视呢，哎呀伊是跑电视，哎呀伊是跑你呢。 ဒီလော့ကိုတော့ကင်းနေတာတဝက်လောက်တော့ရောက်ပြီဗျ။တစ်ဖက်ကနေလည်းကျွန်တော် CK ရေစုံ80ရှိထားတဲ့ဂျားထဲမှာတော့တစ်ဖက်ကနေပြီးတင်း7 backup လေးအနေငယ်တော့နောက်ကျနေတယ်။အလီတာနေတူးမှန်ပါလို့ထိန်းထားတဲ့အချက်မှာ AI လုံးဝတော့ကောင်းမတိုးသေးဘူး။ဒါပေမဲ့တစ်ဖက်ကနေပြီး CK lucky ကောင်းထုတ်လိုက်တဲ့ဂျားထဲမှာ light side လုံးဝမရှိတော့တဲ့ PA7 4 backup flick ကမရှိတော့ဘူး။ Tempo လုံးဝ surprise ဝင်လိုက်ဂျားထဲမှာ PA7 တိုင်းမြေပါသွားတဲ့ CK fire slash နဲ့အတူပဲ AI တသေးလုံးပြန်ပြီးတော့4 back နေရပြီဗျ။နောက်မှလည်းမဲစီထပ်ပြီးတောင်းသွားခဲ့သလိုအလီတာနောက်ကနေပတ်ဝင်လာခဲ့ဆိုမှလည်း၄ယောက်၅ယောက်ဂျားထဲမှာဘလို့မတော့အလီတာ တယောက်နဲ့အသက်ရှင်ဖို့ဆိုမဖြစ်နိုင်တော့တဲ့နောက်မှာတော့3 man down ပဲတခုနဲ့တူပဲ10 7ပေါ်လာခဲ့တဲ့ပရမအောင်ချိန်မြောက်လော့ကိုပါတခါတည်းပဲရယူသွားဖို့တော့လုံးဝသေချာနေခဲ့ပြအခက်ခဲတစ်ခုကတော့သူတို့အနေနဲ့အချိန်အများကြီးရထားတယ်အချိန်အများကြီးရထားတယ်အဓိကလည်းအလီဒါအနေနဲ့2 man ပါတော့ဆွဲထားတဲ့အချိန်မှာဘာကလည်းပြော lucky CK ရဲ့ front line တိုးအားရနေအတူ PA7 spare gas တော်ဆိုးအပေးလိုက်ရတယ်ဆိုတဲ့အချက်ပြီးတော့ကျွန်တော်နောက်ကနေပြီးတော့ follow up damage လေးအမှန်တိုင်းကြောင်းရရင်ယူရီယာလွဲလို့သိတော့မလောက်သေးဘူးလို့တော့မြင်တယ်ဗျ air strike zone နဲ့ခြားထားရတဲ့ကျွန်တော်မှာတော့ AI ပရမအောင်ဆုံး first round တော့ ဖမ်းမှုအတွက်ကတော့စူးစမ်းနေသေးတယ်ဒါပေမဲ့ကျွန်တော်ဒီအချိန်မှာတင်းဆန်းဆန်းအနေနဲ့ low advantage နဲ့တက်လာခဲ့မယ်ဆိုရင်တော့ AI ဘယ်လိုမျိုးပြင်ဆင်ပြီး defend ထားဖို့အတွက်စဉ်းစားထားလဲဆိုတော့မေးရအောင်မယ်ဗျာအဓိကအဲ့ခုနကပတဲမှာ black တိုက်ပြီးရလေတော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့ပြဿနာပါလေဆိုတော့အဲ့လိုသွားပြီးတော့နောက်က forward damage ကဒီတစ်ခေါက်မှလည်းမလောက်နေပြုံပြလူနိုဖြစ်နေတဲ့ပြဿနာနဲ့တော့ဆိုးတယ်အရေးကြီးတာဒီလူနိုစကသူ damage ပေးဖို့အတွက်ဆိုလို့ရှိရင်တရပေါ standing position နဲ့သွားမဲ့အချိန်မှာခါလီတို့အားလုံးပါနေရဆိုတော့ ဒီလူနိုပစ်ကတော့တော်လေးတော့ကျွန်တော်တို့ NA တော့များတယ်ဗျာနောက်မှလည်း follow airstrike cali sandstone ပြပြသုံးနာသေးတော့မှအလီတာတော်လေးတော့သွေးကကိုင်းထွက်သွားတယ် OP ရဲ့เนาะကျွန်တော်တို့ဒီ dance wonder လေးကပါလာမယ်ဆိုလို့ရှိရင်တော့တစ်ခါတည်းပျောက်သွားနိုင်တယ်ဗျာ dance လေးလှုပ်ပြီးတော့ပဲရှောင်ရှောင်ရွားရလို့တော့ပြောရမယ်10 7အလဲက objective တစ်ခုကိုတော့တို့တွေအနေနဲ့တွန်းဖို့အတွက်ကတော့စူးစမ်းအောင်ပဲဗျာ AI အနေနဲ့3 man sticky လေးတော့သွားပြရှိနေသေးတယ် messy block တွေမှာ control လုပ်နိုင်မလဲဆိုတော့ကြီးရမယ်ဗျာ make a fast tower ကိုယူဖို့အတွက်ကတော့ဒီအချိန်မှာ10 7နဲ့ရောခက်ခဲနေသေးတယ်ဒါပေမဲ့ initiating တစ်ခုကိုတော့သွားပြကြီးရမယ် final slash black က်ထပ်ပြီးတော့ပဲ1000 chat ပေးလိုက်ကျွန်တော် Messi OB only တော့ပြေးကြည့်နေရပြဒါပေမဲ့ follower damage တွေလုံးဝမရှိလာဘူးဆိုတော့နောက်မှာတော့ Messi ၄ယောက်ချားရတယ်ရုံးထွက်ဖို့အတွက်ဘလို့မှတော့မဖြစ်နိုင်တော့ဘူးဗျအဲ့တော့ထပ်ပြီးတော့ပဲပေးလာရပါသေးတယ်ကဲတောက်လျှောက်ဆိုလိုပဲ tin 7ဗဒဲသွားသီးကြတဲ့နေတာတစ်ခုမှာနောက်ဝစီ 4k overload ထိသွားပြီးတော့ရှိရလီတာလည်းတိတ်ပြီးတော့ damage drop လုပ်လို့ကောင်းတဲ့ခြေနေမျိုးတော့မဟုတ်တော့ဘူးဗျ Yuri နဲ့102တော့ဖြစ်နေရတော့မှန်တယ်ဒါပေမဲ့ဒါပေမဲ့ out push အရာအရင်ကြီးတော့များတဲ့နေသားမျိုးတော့မဟုတ်သေးဘူးเนาะမင်းပါလေတောက်လျှောက်ပဲ follow air strike damage တော့ချက် Yuri သူရဲ့ တော်လေးကိုကိုင်းနေနေပဲဒါပေမဲ့အော်စီရှန်တွေပြန်ပြီးတော့ကြွားပြီဗျာတော်ရှင်တွေကပြ7 OB ပြပြတဲ့အဲဗီတွေကြားထဲမှာတော့ရှော့ဆိုလို့ပြန်တောင်းနေနေနေပဲဒီကောင်းမှလည်းတင်း7အနေနဲ့မေယမေကထရော့ကိုဖိုးချင်ခဲ့ပြီလေလွယ်တော့မလွယ်သေးဘူးဗျာကျော် OP သူ့ရဲ့ signature hero လောက်ရဲ့ကင်ထားတဲ့အချိန်မှာသူ့ရဲ့ spare gas တွေကတော်တော်လေးတော့တက်ရက်ခဲ့ရဗျာဒီအချိန်မှာ AI အနေနဲ့ရောခေါင်းထိုးဖို့တော်တော်လေးခက်ခဲနေဆိုတာလေအမှန်ပဲ switch push ဒီလိုမျိုးကျွန်တော်တို့ lane push switch push ဖို့ hero မပါဘူးဆိုတဲ့အခက်အခဲရတယ် AI အတွက်ကတော့တော်တော်လေးစိုးနေရဗျာလက်ရှိအချိန်မှာ ် itemize sign တွေသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် item တွေကတော်တော်လေးတော့ဒါစပြီးတော့ပွာလာလို့တော့ခံစားရတယ်ဗျာ။ Greenery ကြားထဲမှာဆိုလို့ရှိရင်လည်း 1k overload တိသွားပြီးတော့ရှိနေတယ်။အဲ့တော့ Farsa ကလည်း3ခွက်ပြီးွားပြီ။ပြောမစိ Farsa ရဲ့ long damage ကနောက်ပိုင်းက ဒီဆိုင်ရင်ခံပေါ်မလွယ်ဘူးဟုတ်တယ်ခုနကဆိုလဲနှစ်ချက်ပဲဗျအကဲနောက်တစ်ချက်သာကျွန်တော်တို့လုံဘိုးကျွန်တော် back end pad လေးနဲ့ဝင်သွားခဲ့မယ်ဆိုရင်တော့ damage down ရဖို့အတွက်ကောင်ရှိမယ်ပြီးတော့ CN ကိုလိုက်ရလဲလီတန်နဲ့ဆိုတော့လေဒီအချက်တွေကတော့ကျွန်တော် spare gas တီတော်တော်လေးကို queue ဆိုက်ရမှာ CK ထပ်ပြီးတော့ final slash ပေးထား black tectonic chunk နဲ့ပြန်ပြီးတော့ forward ထားသေးရသေးတယ်တန်ပေါင်းအနေနဲ့ front line ထဲမှာကောင်းကောင်းယူတော့ initiate ထားတယ်အဓိက lucky တန်ပေါင်း2ယောက်က damage taken လုံးဖို့အတွက်ဒီအချိန်မှာတော်တော်လေးကိုတော့အဆင်ပြေနေပြီဆိုတော့နောက်ကနေပြီး long range damage တွေဖြစ်တဲ့ CN နဲ့ OB ရဲ့လောက်ွက်တွေကြီးပဲဖြစ်နေရဗျာ เนาะကျွန်တော်တို့ဒီပွဲကကြည့်ရမှာဆိုလို့ရှိရင်တော့73မိနစ်တော့ရောက်လာတယ်ဒါပေမဲ့ 5k အသာသီးရောက်နေတဲ့10 7ရဲ့ကစားပုံကတော်တော်တိသာကြီးကိုကောင်းနေဗျာနောက်မှလည်းလီတာเนาะကျွန်တော်တို့ဒါ အော်အစကောင်းလေးပါလိတော့ပါလာပြီအနေငယ်လိုက်ပို့နေတဲ့ slow fat လေးလိုက်ပေးမယ်ပေါ့ဗျာအဲတန်ပေါ့ရဲ့ဒီ early game impact တွေကဒီချိန်မှာပြန်ကျလာမလားဆိုတော့မေးခွန်းမျိုးတော့ရှိတယ်ဒါပေမဲ့ OPD 3-2ဖြစ်နေခဲ့သလိုမျိုး CK ကလည်း3-5ဖြစ်နေရယ်เนาะအဲ့တော့မှ CN ကလည်းဒါ idea တော်လေးတော့ညားနေရနေထားမျိုးဆိုတော့အမှားမလုပ်လို့ရှိရင်တော့ T7 အနေနဲ့တော်လေးစီမီသေးတယ်တန်ပေါ့တန်ပေါ့ NN ညားလိုက်တာเนาะ၄កောင်ကြားတယ်ဖြတ်ပြီးတော့လမ်းလျှောက်နေတာဗျာ ဒါပေမဲ့သူအနေနဲ့တစ်ဖက်က spare cast တွေကိုသာရားလိုက်မယ်ဆိုရင်တော့ instant ပြတ်သွားဖို့တော့ကတော့မရှိဘူး CK ထပ်ပြီးတော့ black ကိုတော့အိမ်လိုက်ရဲ့ဂျာနယ်မှာ leader အနေနဲ့က CN OPC ကိုတော့ပြေးထွက်သွားသေးရဲ့ဗျာ tin seven lord dancer တစ်ခုကိုတော့စတင်ပြီးတော့တဲနေပြီဆိုရင်မဲ့လို့တစ်ဖက်က AI အနေနဲ့ဝင်လာနိုင်ချေရှိရဲဆိုတော့ probability အကုန်လုံးကတော့သူတို့အနေနဲ့ပြန်လဲပြီးတော့ဂီယူတော့စိုက်နေတယ် front line က၃ယောက်ကိုကျော်ဖို့အတွက်ကလည်းတစ်ဖက်ကနေမျိုး AI အနေနဲ့ဖြည့်ရှင်းဖို့စူးစမ်းနေရဗျာ lord dancer တစ်ခုကိုတကယ်ပဲကျွန်တော်တဲပြီးလုံးနေပြီလားဆိုတော့ကြည့်ရပါအောင်မယ်အဓိကတော့သူတို့အနေနဲ့ဒီနောက်မှာရှိတဲ့ OP ကို shot လို့မတွေ့ဘူးဖြစ်နေတာအဲဒါကြောင့်မလို့ lord ကိုသူတို့အတင်းမလုပ်သေးဘူးပေါ့နော်ကိုစီးနဲ့တူပဲသန်းပေါင်း 你看嘛，fourball 六朵儿，伊人伊 four 耶，曼古罗那边有中单的，这哪里切？咱们来，另外来介绍完了，咱们放到 S 三比赛呗。代表这边，那么接下来 play 的哥们 OP，啊，苏丹皮尼曼贝加金，我们来 Final Slap，再接着介绍嘛，Melvin，再介绍嘛 Three Man，Stanley 这边有皮拉迪，那么 Melvin 啊，Two Edge，接下来 Alida，一路跟咱们中单的这边，那么 Jory Lindsay 这边投了这边，那么再介绍嘛 OP，Alida 苏丹这边的嘛皮尔查这边，投了这边苏伊曼的 Alida，这边 Two Speed 一路 young 的佩里奈的 Final Slap，这边有皮拉迪的 Alida，这边有嘛 One Two。 2 1 2 dancing လေးနဲ့ကြားထဲမှာတော့ရောက်တော့ရုံးထထားသေးရဲ့ဗျ CN ထပ်ပြီးတော့ဝင်းပိုင်ဝဲလိုက်ပြီးချီထားသေးတယ်တန်ပေါက်ပါလိုက်နေတာတကမာလီတာဘလုံးမတော့မတောင်းခံနိုင်တော့ဗျ CN တိတ်တောင်းလှုပ်ဝိုင်းနေတယ်ဗျဒီအချိန်မှာတော့ AI 3 man ပါတော့ down wide ဆိုမြဲ OPO ရဲ့ shutdown gate ပြန်ပြီးတော့ရလိုက်တယ်ဗျအဓိက OPO လိုက်ပြီးတော့အလီတာဆုံးသက်ပေးနိုင်တော်လေးကောင်းတယ် OPC မှာ CFL လို့ item မျိုးတွေမပါသေးရပုံပဲဗျအဓိကဒီ C chance စီမှာပဲကျွန်တော် glow man ပါတာအဲ့ကြောင့်မလို့ဒီ faster damage ဝင်မှာ spare ဝင်မှာ FMI ကပြတ်မှာဗျာเนาะအဲ့ဒါတော်လေးတော့သိတာနေနောက်ပိုင်းက လို့လိုအပ်လို့ရှိရင်တော့เนาะ Dominic ISD ဘာတွေကတော့ပြန်ပြီးတော့ပွားဖို့တော့လိုလိမ့်မယ်เนาะ307เนี่ยဒါ end up ဖြစ်နေရဆိုလို့ CK လောက်ပဲကျန်တော့တယ်။ဒီဘက်မှာလည်း Jury end up ပဲလောကတော့မတိကြသေးဘူး။ Black เนี่ยကျွန်တော်တို့ PA 7ရဲ့เนาะ Black Speed ကိုသွားပြီးတော့ ဘဲကတ်စတာကတော့တော်တော်လေး risk များကြီး risk များရယ်ခုနကလည်း black အရင်ဝင်လိုက်တဲ့အချိန်မှာတစ်ပတ်ကနေ PA 7ကို position ပေါ်သွားခဲ့ရယ်ပေါ့နော် position ပေါ်သွားတဲ့အချိန်မှာအသာစီးရောက်တာ10ဆဲပဲမဲ့တန်ပေါင်းနဲ့ CK အတန်ဝင်လာခဲ့တယ်ပြီးတော့နောက်မှာရှိနေတဲ့ long range damage တွေနဲ့ဆို PA 7က instant ကိုပြတ်သွားခဲ့တာဒီအချိန်နေအတီကို PA 7ကိုလုံးဝ shut down ချထားရယ်ဆိုရင်10 7အတွက်ကတော့တော်တော်လေးတော့ comfort တော့ဖြစ်နေရယ်ဆိုပေမဲ့ AI အတွက်ကတော့တော်တော်လေးအသက်ရှူကျက်နေရယ်ဗျာကဲဆိုတော့ long တော့စပြီးတော့ dance နေတော့မယ်10 7လည်းသူတို့အချိန်ကြီးတော့ကြည်ရောပါဗျာအဓိက ဒီအချိန်မှာနည်းနည်းဒီ lane control လေးပါလိပြင်ပြင်ရမလားပြောနေတဲ့ father airstrike နောက်လျှောက်ပဲ leader စီရောသွားပြီးပေးခဲ့မယ် leader ရှေ့ကတော်တော်လေးတော့များတယ်မနေဘူးပြတော်တော်များတာနော် best damage ကတော့အထူးကြပေးနေမှာလွဲလိမ့်မယ်ဒါပေမဲ့ဒီအောက်မှာတကောင်လေးဖြစ်နေခဲ့တဲ့တန်ပေါက်ကိုပြေးပြီးတော့ဖြတ်လို့ကျိုးသား leader စီ damage တွေကြားရမှာတန်ပေါက် sandstone နဲ့တူပဲ normal concede ပြန်သုံးနေနေပဲခေါင်းတော့တိုးရင်သေးမယ်တိတ်တော့မလွဲသေးဘူးပြရရရတော့ခေါင်းတော့တွေးလိုက်လျှော့မယ်ဖြတ်မယ်ဆိုတဲ့ပုံစံမျိုးတော့တွေးရတယ်ပြတသေးလုံးအနေနဲ့လောကအမားမခံတဲ့အနေထားပေါ့နော်ဒီတန်ပေါက်ကိုပြန်ပြီးတော့ instant ဖြတ်ဖို့ကျိုးသားလိုက်တယ်ဆိုရင်မဲလို့ တန်ပေါင်းမပြတ်သွားတဲ့အနေနဲ့တစ်ခုမှ AI ပြန်ပြီးတော့ပဲ forward လောက်သွားတဲ့အချိန်မှာအလီတာအနေနဲ့အောက်မှာတန်ပေါင်းကိုတော့သွားပြီးတော့ထိနေပြီဒီအချိန်မှာလည်းအလီတာကို instant ဖြတ်ဖို့အတွက်ဆိုတာလုံးဝမလွယ်တော့တဲ့အနေထားပေါ့နော် absorb တွေတော်တော်လေးကိုများနေတဲ့အချိန်မှာအလီတာအနေနဲ့ front line to a တော်တော်လေးကိုတော့ကောင်းနေပြီ blind နဲ့အထိကိုပါဝင်ပြီးတော့ကြီးနိုင်မယ်ဆိုရင်တော့မလွယ်ဘူးဗျ CN နဲ့ OB နဲ့ကိုထောက်ချောက်လိုက်ကြီးနိုင်မယ်ဆိုရင်တော့ AI အတွက်ကတော်တော်လေးကိုအဆင်ပြေသွားပြီ black final slash ထပ်ပြီးတော့ပဲပါထားသေးတယ်ဆိုတော့ sensor ကိုဖေးထားတဲ့ခြေထဲမှာတော့ထပ်ပြီးတော့ပဲ leader ကိုပဲ aim target ရောက်နေသေးရဲ့ဗျာ။အော်နောက်မှလည်း air lane တွေ too much stand ပြပြပေးထားသေးတဲ့နောက်မှ leader အနေနဲ့ OB ကိုလိုက်ကြီး တယ်ဗျာရှင်မလပန်းပေါင်းဆန်ကန်ပြပြရှူရသေးတယ်မန်စီပြပြ forward လောက်ရမှာဗျာအလီဒါတအုပ်ချက်မဲ့ final plan two man ပြပေးတိုင်းနောက်မယူရီဒီတစ်ခေါက်မှာပြန်လဲပြီးတော့သေဆုံးနေရင်လည်း lucky လိုက်ပြီးတော့ပို့နေတဲ့အရာရဲ့နောက်မှာ feature တော့ op တောက်ချက်ကို follow damage ကပေးနေရဆိုတော့ ြိုင်ကလာမရှိတော့တဲ့နောက်မှာဒီလောက်ကေးဖို့အတွက်ကတော့တင်းဆယ်ပန်တော်တော်လေးကိုတော့အသာသီးရသွားပြီဗျာ Review ရှင်မရှိတဲ့အခြေအနေတခုတော့ AI ဘယ်လိုမျိုးကြော်ဖြတ်မလဲတစ်ဖက်ကနေပြီး Leader CN ပြေးပြီးတော့ကြီးနေရဆိုရင် Black ထပ်ပြီးတော့ OP ကို aim သေးတယ် OP ရောင်းတော့ရုံးထွက်ထားသေးတယ် Resty Damage နဲ့အတူပဲ Black ကိုပြန်လှည့်ပြီးတော့အဆုံးတော့တတ်ထားသေးတယ်ဗျာတင်းဆယ်ပန်တော်တော်လေးကိုတော့ Advantage ရထားနေအတူပဲ AI ဒီ Law Objective ကို Ground ဖို့အတွက်ကတော့လုံးဝမဖြစ်နိုင်တော့ဘူးဗျာ Leader နဲ့ Messi ကတော်တော်လေးကိုမာမတဲ့တိုင်းစီမှာကျန်လူတွေအကုန်သေသွားရင်သူတို့နှစ်ယောက်မသေဘူး ော်တော်လေးလည်းမာတယ်ဗောနော်အဓိကဒီကရီယိုဘောင်းနဲ့ပြင်တော့ပိုကောင်းပေမဲ့ OB ကဂရန်ဂျာဖြစ်နေတဲ့အချိန်မှာ Sky Bear Strike ကလည်း80မရောက်သေးတော့ပြောမစင် Grow Over ကိုလိုက်ပြီးတော့ပြရတဲ့ပိုင်းဒီမှာအရင်ရောမလွယ်တဲ့ကံတာမျိုးတွေ့ရတယ်နောက်ပိုင်းမိနစ်ပိုင်းခြားတွေပွဲချင်းကြာလာလို့ရှိရင်တော့ Team Seven တို့ကအရင်ရောမကောင်းလို့လို့လိန်ကင်းဆိုတဲ့ဂျာတစ်ခုကလည်း Damian Bush ကတော်လေးများတော့ရွေးနဲ့လည်း Tanky လို့ဖို့အနိုင်ငယ်ခတ်လိမ့်မယ်ပြီးတော့ OPS 88နေသေးရောတော့ပြဿနာမရှိပေမဲ့နောက်ပိုင်းသူရဲ့ stat တွေနည်းလာလို့ရှိရင်တော့ Team Seven ရဲ့ပြဿနာဖြစ်နိုင်တယ်ဆိုတော့ဒီ law နဲ့ 家里面，然后就拿那个家里的功劳，电视呗。 ိမ့်ပိုက်ဖို့တော့လိုတယ်ဖြစ်နိုင်မဲကပေါင်းလေးယူရနိုင်ပိုကောင်းတယ်ဗျဟုတ်တယ်ခုနထိုင်တင်းဆက်ဘန်းအနေနဲ့အာလီဖြေရှဲပုံကြီးကတို့ယူရီမော့ PA7 နှစ်ယောက်ထိုက်ကတယောက်ကိုအမြဲတမ်းတိတ်တောင်းလှုပ်ထားတယ်အဲ့လိုတိတ်တောင်းလှုပ်ထားတော့တစ်ပတ်ကနေပြီး AI အနေနဲ့ follower damage ကဘလို့မှမလောက်တဲ့အနေထားမျိုးပေါ့နော်အဲ့တော့ balance setup တွေတော်တော်လေးကိုတည့်ရက်နေတဲ့ဂျားထဲမှာမှခုနလိုမျိုးကျွန်တော်တို့မီဂါရီယိုသာယူထားနိုင်ခဲ့မယ်ဆိုရင်တော့တို့တို့အတွက်ကတော့တော်တော်လေးကိုအစင်တော့ဖြေသွားပြီဒီအချက်ကိုလည်း AI အနေနဲ့ကောင်းကောင်းယူတော့တည်ထားမှာပဲအဲ့တော့ AI defend တွေတခုကျွန်တော်ဆက်ပြီးကြည့်ရအောင်မယ်ဗျ barricade တွေတော်တော်နဲ့ချက်တွေရှိနေတဲ့ဂျားထဲမှာမှ Messi ရဲ့မာပေးနိုင်မှုတွေနဲ့နောက်ကနေပြီး follower damage တွေသာပေးနိုင်မယ်ဆိုရင်တော့မဆိုးဘူးဗျာတော့တော့တော့ကျွန်တော်မေးရမယ်ကတော့ AC တွေပဲပြန်ပြီးတော့ရိုက်ချိုးသွားပြီးတော့ရှိရပေါ်လိုင်းကလည်းကျွန်တော်တို့ဒါ auto wheel off solution တော့ပေးရဖို့များတယ်ဗျာ online ကတော့ရောက်အောင်တော့ကာနေရပါတော့ဆိုတော့ဒီ Sma နဲ့ရွေးနဲ့တိတိမှုလေးတော့ရှိရယ် online ကတော့မပေးရအောင်ဗျာ leader အနေနဲ့ဒီများရောက်အောင်တော့ကာပါရပေါ်လိုင်းကတော့ဟုတ်ကျွန်တော်တို့ဒါ try ကြည့်မယ် solution တော့ဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့ AI ဘက်ကလည်းဒီပေါ်လိုင်းကိုတော့အားနဲ့ ကာဘူးတော့အစီအစဉ်တော့ရှိတယ်တော်တော်လေးချော့လေးပြန်ပြီးထားနေနေပဲအပေါ်လန်းကတော့ကျွန်တော်အဲ့လောက်ကြီးကာဘူးတော့မလွယ်တော့တဲ့အနေထားပဲဗျာနော်တော်တော်လေးချက်မရှိတဲ့နေသားတစ်ခုတော့ခွေကောင်းယူထားတယ်တပောက်ထပ်ပြီးတော့ပဲ surprise attacking တစ်ခုပေးထားတဲ့ဂျာမန် PA7 ထပ်ပြီးတော့ဒေါင်းခဲ့ပြီဒါပေမဲ့တပတ်မှတော့ပြေးပြီးတော့ကြီးနေတယ်ဆိုတော့ open ရောက်တော့ရုံးထွက်ထားတဲ့ leader ဒီအချိန်မှာလည်းထပ်ပြီးတော့ရုံးထွက်နိုင်အောင်မလားဆိုတော့မရတော့ဘူး lucky တိတ်တောင်းလုံးလိုက်ရတဲ့ game number 1တော့10 7 dominate ကတော့ share လုပ်ပေးထားသေးတယ်ဗျာအောင်လန်းကလည်း mega ကျိုးသွားပြီ mega 3လိန်ကျန်နေခဲ့တဲ့9ရောက်ပေါ်ပေါ် air strike ပြေးပြီးတော့သုံးထားသေးတဲ့နောက်မှာဘလို့မှတော့ ကာလို့ရမှာမဟုတ်ပြမန်တီစတန်ပီကိုကြိုးစားခဲ့ရင်မလဲခရစ်စတိုအိုလီဗယ်ရောက်ချိုးနေတယ်ပဲဂိမ်းနံပါတ်1မှာတော့တင်း7 AI eSport ကိုတော့အနိုင်ရရှိသွားခဲ့ပြီဗျ AI ထုတ်လာတဲ့ draft ကိုတော့တင်း7အနေနဲ့ဘယ်ဆက်ရက်